ကျွန်တော်ကနေကန်တယောက်အနေနဲ့ဒီမနီဆိုတာစိတ်ဖို့မှာဗောနော်ပွဲစီစဉ်တဲ့သူတယောက်အနေနဲ့လည်းပါဝင်ပါတယ်ပြီးတော့ကျွန်တော်ကပကြီးစရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရောင်နီရဲ့ပွဲမှာအမှုပညာရှင်တယောက်အနေနဲ့ကိုပါနိုင်မဲ့အပိုင်းဗောနော်ကျွန်တော်ကတော့ဂီတာပေါ်မှာကိုလီလင်းရဲ့ပုံတူကိုရေးဆွဲပြီးတော့အဲ့ဂီတာကိုလေလံပြည့်ရောင်ချခဲ့တာဗောနော်ရံမုံတွေအတွက်ပါဝင်ပံ့ပိုး ခဲ့ပါတယ်ဟုတ်ဟုတ်ကဲ့ကျွန်တော်တို့မနီဆိုတာစိတ်ဖောမှာလာလို့တဲ့အချိန်ကျတော့ရောင်နေက6ချိန်မြောက်ဖြစ်သွားပြီပေါ့အဲဒီ6ချိန်မြောက်တော့တော့မက်ဝါခီး မှာလှုပ်တယ်ဗောနော်ဒီ Wisconsin မှာလှုပ်တယ်အဲ့ဒီမှာလှုပ်တဲ့ခါကျတော့ကျွန်တော်တငယ်ချင်းမဲရွှေကလည်းသူတို့ကစီစဉ်တဲ့သူဖြစ်တာဗောကျွန်တော်တို့စီမှာအရင်ကပွဲလေးဆိုလည်းပဲသူလည်းလာအားပေးနေကြပဲဆိုတော့ရင်းနေတဲ့ချိန်မှာသူစီစဉ်လှုပ်တော့ကျွန်တော်တို့လည်းလှုပ်ချင်တယ်လို့ပြောတယ်ဗောအဲ့ကျွန်တော် ပြောတဲ့ခါကျတော့အာရတယ်အဆင်ပြေတယ်ဆိုပြီးအာဒီရောင်ဒီကပွဲစီစဉ်သူတွေနဲ့သူချိတ်ဆက်ပေးပါတယ်ဂျာထဲမှာတော့ကျွန်တော်တို့နှစ်လလောက်တော့ပြင်ဆင်ဖို့အတွက်အချိန်ရခဲ့တာဗော။ အာဟုတ်ကဲ့ကျွန်တော်ကပကြီးစရာတရားအနေနဲ့ဟိုအရင်ကပွဲတွေလည်းကျွန်တော်အဲ့လိုပုံစံမျိုးလောက်ခဲ့တယ်ဘာလို့ဆိုတော့ကိုအာဇာနီရဲ့ပွဲတုန်းကပေါ့ကိုအာဇာနီရဲ့ပုံတူကိုပကြီးကအာဂီတာပေါ်မှာသူ့ရဲ့ပုံတူကိုကျွန်တော်ရေးလိုက်တယ်ပေါ့နော်အဲရေးတဲ့ချက်မှာကျွန်တော်ရဲ့ပြောမယ်ဒီနောက်ဆုံးစုတ်ချက်ကိုသူ့ကိုကြည်ပြီးတော့မှနောက်ဆုံးအဆုံးသတ်လိုက်တာပေါ့အဲကိုအာဇာနီတုန်းကလည်း အခုကိုလလင်းရဲ့စီစဉ်မှာလည်းဒီလိုပါပဲဒီရောင်နေမှာဆိုရင် तू ပုံရေးလိုက်တယ်ရေးပြီးတော့နောက်ဆုံးအဆုံးတက်တဲ့ခါကျမှ तू ရောက်လာတဲ့ခါမှ तू နဲ့ကျွန်တော်တို့စုံကြတယ်ပြောကြဆိုကြရင်းနဲ့မှအဲနောက်ဆုံးဆုတ်ချက်ကိုကျွန်တော်အဆုံးသတ်လိုက်တယ်ပြီးတော့သူကို night guard ဒီ guitar ပေါ်မှာသူ sign ထိုးတယ်ဆိုတော့အဲ့ဒီချိန်ကျမှအဆုံးသတ်သွားတာပေါ့နော်သူမရောက်သေးတဲ့ချိန်ကြီးတော့ဒီ guitar ပေါ်မှာသူပုံတူရေးတာတော့မပြေခဲ့သေးဘူးပေါ့သူပုံတူကိုရေးပြီးတော့ဒီ guitar ကိုလေလံဆွဲတဲ့စီစဉ်နဲ့ကျွန်တော် ပါဝင်ပတ်မှုဖြစ်ခဲ့တာပေါ့အာဟုတ်ကဲ့ဒီပွဲမှာကိုလင်းရဲ့ပုံကိုရေးမယ်ဆိုပြီးတော့ကျွန်တော်ပုံလေးကိုရှာတယ်ပုံရှာတော့နောက်ဆုံးဒီ post poster မှာရှိတဲ့ပုံပါပဲကျွန်တော်ရေးလိုက်တယ်ပေါ့အဲဒီဒီ hand လေးကိုကျွန်တော်အရန်ကြိုက်တယ်သူက move အပြည့်နဲ့သူစုနေတဲ့သူ့ရဲ့ဒီအားရမန်နေအပြည့်ပါတယ်အဲဒီဟာကြီးကိုကျွန်တော်အရန်သဘောကျတယ်အဲအဲ့ဒီပုံကိုကျွန်တော်ရေးခဲ့တာပေါ့ ဆိုတော့ဒီမျက်နှာလေးတစ်ချမ်းနဲ့အာမိုက်ခွက်တပိုင်းပုံလောက်ပဲပါတယ်ဆိုတော့ပြီးတော့အာယောင်နီဆိုတဲ့နာမည်နဲ့အတူဒီအောက်ခံပေါ်မှာဒီဂီတာပေါ်မှာမနဲ့ယောင်ကြီးရဲ့အယောင်တစ်ခုကိုကျွန်တော်အရင်သုတ်ချလိုက်တယ်ဂီတာပေါ်မှာပြီးတော့မှကိုလင်းရဲ့ပုံကိုကျွန်တော်ရေးတယ်ပြီးတော့ဒီစာလုံးအနေနဲ့ယောင်နီဆိုတဲ့စာလုံးကိုလည်းပဲထိတ်ဆုံးမှကျွန်တော်ရေးပြီးတော့ ီအောက်နာမှာအာကျွန်တော်တို့ပွဲလုပ်တဲ့ဒိတ်ကိုကျွန်တော်ထည့်လိုက်တယ်ပြီးတော့ကျွန်တော်ဆိုင်းထိုးလိုက်တာပေါ့ဒါကျွန်တော်ပိုင်းပြီးသွားတာပေါ့ဟုတ်ကျွန်တော်အဲ့လိုပုံစံမျိုးနဲ့ဖန်တီးခဲ့ပါတယ်အော်ဟုတ်ကဲ့ကျွန်တော်တို့စပြီးစီဝေးထိုင်ဖြစ်တုန်းကပေါ့နော်အဲကိုလင်းလင်းကတော့ပြောတယ်ဒီပွဲမှာအာရမုံငွေရဖို့အတွက် မြများရနိုင်ဖို့အတွက်ပေါ့အဓိကတော့အဲ့ထွက်ငွေတွေကိုနေတဲ့နေအောင်ကြိုးစားတယ်ပြီးတော့ဒီနေရာရှာတဲ့အခါမှာလည်းပဲအကောင်းဆုံးနေရာနဲ့ဈေးသက်သာဆုံးနေရာကိုကျွန်တော်တို့ရှာတယ်ပေါ့နောက်နံပါတ်1ပြီးတော့ကိုလင်းကပြောတဲ့ဒီအခမ်းအနားပြင်ဆင်တဲ့အပိုင်းမှာလည်းပဲဘာမှမလုပ်နဲ့အနောက်မှာလည်း plain ပဲထားပေါ့အာဆိုတော့ကျွန်တော်တို့အခမ်းအနားပြင်ဆင်ဘာမှကျွန်တော်တို့မရှိခဲ့ဘူးအဲ့ဒီမီးတွေလောက်ပဲဒီ smoke ဒီအငွေ့တွေလောက်ပဲကျွန်တော်တို့အဲထည့်လိုက်တယ်ဒါပေမဲ့ ဒီအပြင်မှာကြည့်တော့အလောက်ကြီးမဟုတ်ဘူးလို့ထင်ရပေမဲ့တကယ်နဲ့ကင်မရာထဲမှာဒီတပ်ပေါ်နေမှာတွေ့လိုက်ခါကျတော့အဒီရဲ့ setting ပိုင်းကတော်တော်လေးကိုဟိုပြည့်စုံနေတာကြီးတွေ့ရတဲ့ခါကျတော့တော်တော်လေးကျေနပ်မှုရသွားတာပေါ့နော်နောက်တစ်ခုကလည်းအကိုလင်းကပြောတဲ့ကိုကိုတူးလည်းပဲမြန်မာပြည်အတွက် ထောက်ပံ့တဲ့ season ပံ့ပိုးတဲ့အပိုင်းမှာဆိုရင်သူလည်းပဲ volunteer အနေနဲ့ဆရာထက်သန်တဲ့အမှုပညာရှင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အိုက်ကိုတူတူကိုခေါ်မယ်ဆိုပြီးတော့ပြီးတော့ဒေဒေတာခန့်တွေကလည်းပဲကိုတူတူကိုလာစီချင်းတယ်ပေါ့နော်ဘာလို့ဆိုတော့ကိုတူတူရဲ့အမှုပညာဟိုးကျွန်တော်တို့ငငယ်လေးတွေကအာသူသူသချင်းနဲ့ကျွန်တော်တို့ကြီးခဲ့ရတယ်ပြီးတော့ဒီမိဆိုးဆိုရင်အဲ့လိုသူသူသချင်းကြောက်ပေါ့နော်အဲ့လိုဆိုတဲ့မိန်းကလေးတယောက်ကိုမှဟောဟိုချစ်တက်မိသွားတယ်ပေါ့ဒါ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 သူအမှုပညာကြောက်ကျွန်တော်အဲ့လိုချစ်တက်လာတာလေနော်အဲအဲ့အဲ့လိုမျိုး အော်ခံစားမှုတွေလည်းရှိတာပေါ့သူ့ကိုမျှော်နေတာပေါ့နော်ငငယ်တော့ကြာခဲ့တဲ့ချင်းနေနောက်ထပ်တစ်ခါပြန်ကြားရှင်သေးတယ်အသက်ကြီးပြီမဲ့ဆိုတဲ့ main ကလေးကိုဟိုဟိုချစ်တတ်နေတုံးပဲပေါ့သူ့သချင်းကြောင်းဟောဆိုတော့ပြီးတော့နောက်တော့ပကြီးဆရာမမနှုတ်ရင်လည်းပါပါတယ်သူလည်းအဆို့လေးအရန်ကောင်းပါတယ်အာသူကပကြီးတင်ကောင်းတာမဟုတ်ဘူးအဆို့မှလည်းကောင်းတယ်ပေါ့နော်ဆရာမမနှုတ်ရင်လည်းပဲသူကနေခံ အာတယောက်လည်းဖြစ်တယ်ပြီးတော့ရောက်ဒီရောင်နီရဲ့ပွဲကိုလည်းပဲသူလည်းပန့်ဖို့တဲ့အနေနဲ့ပန့်ဖို့တယ်ပေါ့နော်နောက်တစ်ခုကဆံမမနှုတ်ရင်ကလည်းပဲအလှူငွေ200ထက်ကိုပေးလှူတဲ့သူတွေကိုအတွက်သီးသန့်ကန်ဆယ်မဲ့သူဖောက်ပေးတယ်သူတို့ဒီပောက်သွားတဲ့လူကသူတို့ရဲ့သူ့ပုံပဲဖြစ်ဖြစ်သူချစ်ကနှစ်သက်တဲ့တရရောက်လူရဲ့ပုံလူပဲဖြစ်ဖြစ်ရေးပေးမယ်ဆိုပြီးတော့ပေါ့နော်ဆံမမနှုတ်ရင်ရဲ့အမှုပညာပူပါမှုတွေလည်းပါပါတယ် ဆိုတော့တော်တော်လေးကိုဒီပွဲကြီးကစီသွားတာပေါ့နော်